Hello everyone. Leo ရောပြန်ဆုံကြပြန်ပြီနော်။ဆိုတော့အခု Leo ရော November လတဲ့ကိုရောက်ပြီ။ဆိုတော့ Leo YouTube channel နဲ့ Facebook page ကနေတာပတ်တိုင်းပတ်တိုင်း weekly reading လေးတွေပေါ့နော်။စပြီးတော့ပြန်လဲတိဆက်ပေးဖို့အလဲရောက်လာပြီဖြစ်တယ်။ဆိုတော့ Scorpio time ဖြစ်ပါတယ်။ Scorpio season ဖြစ်တယ် Leo ဆောင်းဦး။နော်ဆောင်းရသည် ရောက်ပြီနော်။သိပ်မကြခင်မှာဆို winter ပြောင်းတော့မယ်ပေါ့နော်။ဆိုတော့ November တရနေ့ရနေ November 6ရနေ့အထိ ရာဒီပါတပတ်တာသတင်းစကားပေါ့နော် weekly zodiac energy reading လေးတင်ဆက်ပေးမယ်ဒါကြည့်နေကြ fancy subscriber စီဆိုသိရပေါ့နော်ဒီ reading ကိုဘယ်လိုလေးကြည့်ရမလဲဆိုရဥစ္စာကိုလीเนาะအဲ့တော့လေကိုနည်းနည်းလေးပြန်ပြောပြပေးမယ်အဲ့တော့ zodiac sign တစ်ခုကျင်းစီလိုက်ဖတ်ပြီးမှဖြစ်တယ်မိမိရဲ့ sun sign မိမိရဲ့ moon sign rising sign ပေါ့နော်ဒါလီယိုနဲ့ blueprint အဲဖွားစာဒါနှက်ခတ်အတွက်ထားတဲ့သူတွေဆိုရင်တော့ကြည့်တတ်နေပြီလီယိုကကပြားလေးပေးထားတာဆိုတော့ဒါလေးနဲ့ကြည့်ပြီးတော့ကိုကဘယ် sign နေနဲ့ eh match ဖြစ်လဲဆိုတာ like ကြည့်လို့ရရပါတော့ဆိုကြပါဆို if you are sun aries moon gemini rising pisces ဆိုလို့ရှိရင်ဒီရော aries မှာလည်းကြည့်လို့ရမယ် gemini မှာလည်းနားထောင်လို့ရမယ် pisces မှာလည်းတော့ကြည့်လို့ရမယ်ကိုနဲ့အကန့်ညီဆုံးဖြစ်တဲ့ message ကိုယူပါတချို့ကြတာလဲအဲပတ်တိုင်းဒီ video စောင့်ကြည့်နေတယ် rising နဲ့ပဲပို့ပြီးတော့ match ဖြစ်တာကိုတွေ့ရတယ်ပေါ့နော်အဲဒီလိုမျိုးဆိုလို့ရှိရင်လည်းဒီရော rising နဲ့ like ကြည့်လို့ရတယ် Okay so တော့အဲ့တော့ November လကတော့ a lot of planetary changes တွေရှိတယ်အဲ Mercury retrograde လာမယ် Jupiter going retrograde ဖြစ်မယ် Saturn ကျော်ကတော့တိုက်ရိုက်ပြန်ဖြစ်သွားမယ်ပေါ့နော်ထဲပြန်သွားမယ်ဘလို့ပဲ planetary influence တွေဘလို့ပဲရှိရှိအဲ့ဒါနဲ့ပတ်သက်တဲ့ post လေးတစ်ခုလည်းလို Facebook မှာတင်ပေးမယ်ပေါ့နော် Okay အဲ့တော့ let's start with Aries အဲ့တော့ Aries ကနေစလိုက်မယ် အဲ့တော့ November 10ရက်နေ့ကနေ10ရက်နေ့ထိ Aries တွေအတွက် energy လေးကြည့်မယ်နော် One more card please for Aries Aries ဒီကိုခါရပိုင်းဆိုင်ရာမှာရောဉာဏ်ပညာမှာရော စိတ်သက်ပိုင်းဆိုင်မှာပါကြန့်ခိုင်လာတာတွေ့ရတယ်နော် ဒီတပတ်တာကာလအတွင်းမှာဘာပဲလှုပ်လှုပ်ဆုံးဖြတ်ချက်တွေပြတ်သားနေလိမ့်မယ်။နော်နောက်တစ်ခုကကိုလုံနေရဲ့အလုပ်အကိုင်းဖြစ်ဖြစ်စီးပွားရေးဖြစ်ဖြစ်လှုပ်ဆောင်နေရဲ့လုပ်ငန်းဆောင်တာကိစ္စတစ်ခုအစီမြင့်တင်ဖို့အတွက်ထပ်ပြီးတော့ upgrade လုပ်ဖို့အတွက်ကိုဆုံးဖြတ်ချက်တွေချလိုက်တာခိုင်မာသွားတာတည်ချသွားတာပေါ့နော်။အဲဒီလိုမျိုးလေးတွေ့ရတယ်။ Okay အဲတချို့ကျတော့ဒီစိတ်နဲ့ပတ်သက်ပြီးအလုပ်လုပ်နေရတဲ့သူတွေစေပညာနဲ့ပတ်သက်ပြီးအလုပ်လုပ်နေရတဲ့သူတွေကောင်စလင်းလုပ်နေရတဲ့သူတွေအတွက်ပေါ့နော်အဲကိုယ့်အတွက် next level job upgrade ဖြစ်တာဖြစ်မယ်ဒါမှမဟုတ် next level migration လောက်တာနဲ့ပတ်သက်ပြီးတော့ဖြစ်ချင်းဖြစ်မယ်ဆိုတော့တေချသွားတယ်ကိုယ့်ရဲ့စိတ်ကစိတ်ပိုင်းဖြတ်မိသွားတယ်တေချသွားတယ်ဆိုတော့အနေချမ်းမျိုးတစ်ခုဖြစ်မယ်အဲ့တော့စိတ်ပိုင်းဆိုင်ရာရောကာယညာကာယညာနာနှစ်ခုစလုံးကအင်မီဒီယမ်မှာ strong ဖြစ်နေမယ့်ရတဲ့တစ်ပတ်ဖြစ်တယ် every စီအတွက်ကကြတော့နော် Okay, Tali will do about it. So I wish you all the best, Aries. Taurus ko jima no, ero summarizing like jilu yare. Taurus di November di ani ani she, ani di energy bo no. What's gonna be your week? Uh, let's see. Thank you so much. ်ထော်ရက်စ်ဒီထော်ရက်စ်ဒီကြတော့ plan တစ်ခုရက်ပြီးတော့ plan အစ်တစ်ခုကိုချိန်လိုက်ရတာပြောင်းလိုက်ရတာမျိုးတစ်ခုလိုချင်တော့တစ်ခုပေးဆက်လိုက်ရတဲ့သဘောလေးတွေ့ရတယ်တချို့ကြတော့နိုင်ငံခြားသွားမယ် migration လုပ်မယ်နော်အဲကိုယ့်ရဲ့လုပ်ငန်းကိုချဲ့တွင်မယ်တကြင်တကြီးမှာသွားပြီးတော့အလုပ် လုပ်မယ်ဆိုလို့ရှိရင်ကိုလုပ်လက်စာအလုပ်ကိုလုပ်လက်စာ plan ကိုရဲ့ primary ကနေဦးကိုအဆုံးဖြတ်ချက်ချထားတဲ့ အရာတစ်ခုကိုရက်ပြစ်လိုက်ပြီးတော့မှ သွားမယ်သဘောလေးတွေ့ရတယ်ပေါ့နော်။နောက်ဒီဘက်တာကာလာအတွင်းမှာအဲတချို့ကိစ္စလေးတွေပေါ့နော်။အဲခရီးသွားလာဖို့ကိစ္စလေးတွေเนาะအစီအစဉ်လေးတွေပြောင်းလိုက်ရတာမျိုးတွေတချို့ကျလည်းပြတ်သွားတာမျိုးတွေရွေးဆိုင်လိုက်ရတာရွှေ့ဆိုင်လိုက်ရတာမျိုးတွေကြုံရတတယ်။အဲ့ဒါလေးတခုတွေ့ရတယ်ပေါ့နော်။ Now Torres ဒီကျဲမာယီကယူဆိုင်ဖို့လို့လေဒီဘက်တာကာလာတွေ့ရနော်။ကျဲမာယီကယူဆိုင်ပါ။သွားတာလာတာ။သွားတတိလာတတိပေါ့နော်။ အဲစာတတိလဲထည့်လိုက်ပေါ့လေသွားတတိလာတတိစာတတိပေါ့နော်အဲ့တော့ကိုယ့်ရဲ့ plan စီ changes လောက်ရမယ်တချို့ကျတော့ traveling plans ဖြစ်နိုင်တယ်တချို့ကျတော့ migration plans ဖြစ်နိုင်တယ်ပေါ့နော်နေရာအရွှေ့အပြောင်းလုပ်တာတော့နော်ဒါမှမဟုတ်အလုပ်သွားလုပ်တယ်တနေ့တကြီးကိုစွန့်ခွာပြီးသွားတယ်အဲ့ဒါတွေနဲ့ပတ်သက်တဲ့အပြောင်းလဲလေးတွေလောက်ရဖို့ရှိရအပြောင်းလဲလေးတွေလာဖို့ရှိပါတယ်တခုလိုချင်တခုပေးဆိုင်ရတဲ့သဘောမျိုးဟာဒီတပတ်တာကာလအတွင်းမှာ Taurus တီကို remind လုပ်ပါလိမ့်မယ် okay so i wish you all the best taurus All right, next sign Gemini, summarizing. Go next guy need it. Sign it, Gino Yameno, November. The energy, what's gonna be your energy for Gemini? Thank you so much. Thank you so much. Ooh. ဂျမ်နိုင်းနေရတော့အလုပ်အင်တာဗျူးတွေပါတွေဖြေရတာမျိုးတွေရှိရဆိုရင်အဆင်ပြေမယ်အောင်မြင်ဖို့ရကိုင်းလို့များတယ်နောက်တစ်ခုကစာမွေးဖြေတာမျိုးတွေဆိုဒီတပတ်တာကာလအတွင်းမှာစာမွေးဖြေတဲ့နဲ့အန်ရိုးလုတ်လိုက်တာကောင်းတယ်စာမွေးရက်ဒီပါတွေရွှေနောက်လာတွေရွှေတာမျိုးတွေမလုတ်ပဲနဲ့ဒီတပတ်တာမှာဖြေလို့အခွင့်အရေးကြုံပြီဆိုဖြေလိုက်အောင်မှုအလားလားတော်များတာကိုတွေးရတယ်နောက်ဘာသာစကားလေ့ကျင့်တာမျိုးအတက်ပညာတစ်ခုခုကိုလေ့ကျင့်တာမျိုးကို့အတွက် new skills ပေါ့နော်အလုပ်အတွက်လိုအပ်တဲ့အဲ အတက်ပညာအသိပညာအသစ်တွေတိုးပွားလာဖို့ရှိတယ်ဒီတစ်ပတ်ကြာကာလအတွင်းမှာ Gemini တွေအတွက်သိက္ခာကောင်းတဲ့ energy တစ်ခုကိုပြရတယ်ပေါ့နော် ကိုလုံနေရဲ့လုပ်ငန်းဆောင်တာတွေတဟုံတို့တိုးတက်တာမျိုးတို့လူပိုတိလာတာမျိုးတို့ something like that ပေါ့နော် you achieve ဖြစ်လာတာပေါ့နော် sense of achievement ပေါ့ငါလုံနိုင်နေအော်ငါငါ try လိုက်တာရတယ်ရသွားတယ် chance ရဟာမျိုးပေါ့နော်အဲ့လိုမျိုး sense of achievement လေးတွေလာဖို့ရှိတယ် Gemini တွေအတွက်သိက္ခာကောင်းပါတယ်ဘာနိုင်ငံခြားအလောက်ကန်လဲတက်နေတာကိုပြတော့ next level migration အတွက် try မယ်ဆိုလဲ try သင့်တယ်လို့လီယိုအကြံပေးခြင်းနဲ့ဒါကြောင့် Samuel ကြီးပါပြီးဖြည့်မယ်ဆိုလဲဖြည့်ပါလို့ပြောတာဖြစ်ပါတယ်နော် so this is a message for gemini good luck all right cancer ကိုကြည့်မယ်နော်အဲ့တော့ sun rising ကိုနဲ့ကိုက်ညီတဲ့ sign နဲ့လိုက်ကြည့်လို့ရတယ် november 10ရက်နေ့ကနေ sheer energy လေးကြည့်ကြမယ်နော် cancer thank you so much okay mm cancer တွေအတွက်ကြတော့ဒီဘက်တာကလာဒီမှာငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ပင်ပန်းရတာမျိုးတို့အလုပ်တစ်ခုတည်းမကပို့ပြီးလောက်ရတာမျိုးတို့ငွေရဖို့အတွက်အလုပ်လုပ်ရတာကခါတိုင်း ရက်သက်တပတ်တွေနဲ့မတူဘဲနဲ့ဒီတပတ်မှာကိုအတွက်လောက်ရတာဖိဖိစီစီလေးလေးပင်ပင်ဖြစ်နေတာမျိုးဖြစ်တတ်တယ်ပေါ့နော်โอเคနောက်တစ်ခုကဒီကိုရဲ့မိသားစုအိမ်ကိုထောက်ပံ့ပေးနေရတဲ့အနေအထားတစ်ခုရှိမယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တာဝန်ယူဆောင်ရွက်ရတယ်များလာတာပေါ့မိသားကားဆိုလဲကိုပဲဆောင်ရမယ် tax ဆိုလဲကိုပဲပေးရမယ်အိမ်လားကားဆိုလဲတောင်းပြန်ပြီး ကိုကနိုင်ငံတကူမှာအလုပ်လုပ်နေဆိုလို့ရှိရင်လည်းကို့အိမ်ရလူတွေအတွက်ကိုလှန်းလှန်းပေးနေရတာမျိုးနဲ့အဲကို့အတွက်ဝန်ဒီပိုလာတယ်လို့ဝန်ဒီပြလာတဲ့ခံစားချက်မျိုးဖြစ်လိမ့်မယ်။နော်အဲ့ဒါဘာနဲ့ဆက်ဆက်နေလဲဆိုခုနပြောတဲ့ supporting ပေါ့နော် your family supporting your spouse supporting your partner or တချို့ကြလည်း support လုပ်စရာမိသားစုမရှိဘူးဆိုလို့ရှိရင်ကို့အတွက်ကိုယ်တိုင် ကိုကိုကို support လုပ်တာဖြစ်နိုင်တယ်ဒါမှမဟုတ်ပတ်စံရှာတာနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်တယ်ပေါ့နော်။နည်းနည်းတော့စိတ်ပင်မယ်တက်တယ်။ နောက်အလုတ်ထဲမှာအာကိုကတခုလုံနေတယ်မပြီးသေးဘူးနောက်တခုထပ်ပြီးတော့ခိုင်းတယ်အာအဲခိုင်းနေဟာပြီးနောက်တခုကလည်းထပ်ခိုင်းပြန်တယ်ပေါ့နော်အဲအဲ့လိုမျိုးအလုတ်အခိုင်းခံရတာမျိုးကြီးကြုံရတတ်တယ်ဒါပေမဲ့မတက်နိုင်ဘူးမလွဲတာဘူးဒီလုတ်ကိုလုတ်ကိုလုတ်ရမယ်ဆိုရအခြေအနေမျိုးလည်းကြုံရတတ်တယ် okay cancel lady ဆိုရခါကြတော့အေးဝါအိပ်ပါနော်အဲ့တော့ကျမ်းမအောင်နေပါဒါမှအလုတ်တီးလုံနိုင်မှာနော်ဆိုတော့ wish you all the best cancer

လီယိုရီအတွက်ကကြတော့ဘလို့ဖြစ်လဲဆိုတဲ့ကကြတော့လက်ရှိဖြစ်နေတဲ့လက်ရှိ ဖြစ်တည်နေတဲ့လက်ရှိကိုရထားတဲ့ position ရာထူးအနေအထားဂုံပုတ်နဲ့ပတ်သက်ပြီးတော့အရန်ကြီးစိတ်မှာအမလို့အမရဖြစ်တယ်မကြည်မနဲ့တည်ဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဘဝပြောင်းချင်နေအဲတခြားအလုပ်တစ်ခုလုပ်ချင်တယ်တခြားနိုင်ငံတစ်ခုသွားချင်တယ်နည်းနည်းလေးစိတ်တရားထွေပြီးတော့ဘာလို့ဝင်ကောင်းလဲမသိဘူးဆိုတော့အဲစိတ်တီးကြီးစိုးမယ်နောက်တစ်ခုက မဖြစ်သေးတဲ့အပြက်တီဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော်မဖြစ်သေးတဲ့ဟာတွေကိုတွေးပူစိတ်ပူပြီးတော့စိတ်တွေများနေမှာနော်တကယ်အဲကို့ဘဝမှာကိုစိုးရင်ကြောင်းကြနေရဟာမဖြစ်တော့ဘူးလားဒီအလုပ်ငန်းအဆင်မပြေတော့ဘူးလားငါလုပ်ချင်နေရဲ့အရာငါရဲ့ ambition တွေဖြစ်မလာတော့ဘူးလားဆိုပြီးတော့တွေးပူနေတယ် future အတွက်မဖြစ်သေးတဲ့အရာတွေမဖြစ်ချင်မှလည်းဖြစ်မယ်မဖြစ်နိုင်တဲ့အဲအရာတွေကို စိတ်ပူနေရကြိုပြီးတော့လေ နော်အတွေးတွေများလာမျိုးပေါ့နော်အဲအဲ့လိုမျိုးတွေဖြစ်တယ်နော်ဥပဒဏ်ကြောင့်ဥပတ်ဖြစ်တတ်တယ်နော်ဥပဒဏ်တိတ်မထားတဲ့လီယိုတွေโอเคအဲ့တော့လီယိုတွေအတွက်ကကြစိတ်နဲ့ပတ်သက်ပြီးတော့အဲစိတ်ငြိမ်ဖို့အတွက်ကို meditation လုပ်တာမျိုးတော့နော်စိတ်ကျင့်စေနေလုပ်တာမျိုးလေးတွေလုပ်သင့်ပါတယ်တယောက်တည်းအေးစေးနေပြီးတော့အာစိတ်ကို concentrate လုပ်တာမျိုးနော်အဲဒီစိတ်ကျင့်စေနေအကောင်းဆုံးကတော့ meditation ပေါ့နော်အဲ့တော့တရားထိုင်တာကတော့အကောင်းဆုံးပေါ့နော် အဲ breath work လေးလောက်တာမျိုးလေးလှုပ်တင်တယ်เนาะအဓိကစိတ်ပိုင်းဆိုင်ရာကနာမငြိမ် ဖြစ်တာလေးတွေ့ရတယ်မဖြစ်သေးတဲ့ဟာတွေတွေးပူတာပေါ့เนาะ okay ဆိုတော့ leo ရဲ့ message ဖြစ်တယ် wish you all the best all right next sign virgo အဲ့တော့ virgo summarizing ကျောင်းဝင်မယ်ကိုယ်နဲ့ใกล้ညီတဲ့ sign နဲ့လိုက်ကြည့်လို့ရတယ် Okay, November 1st to 8 energy for Virgo. Thank you so much. One more please. ဗာဂိုရီကကိုယ့်ရဲ့ career ကိုယ့်ရဲ့ဘဝတိုးတက်ဖို့အတွက်ကိုယင်းနှိမ့်မြုံနယ်မှုတွေလောက်ရတယ်။ယင်းနှိမ့်မြုံနယ်မှုဆိုတာခုနပြောတင်တန်းအပ်လိုက်တာမျိုး၊ပတ်စံထည့်လိုက်တာမျိုး၊ပတ်စံသွင်းလိုက်တာမျိုးနော်ဆံမွေးကြေးသွင်းလိုက်တဲ့တချို့ကြောင့်လုပ်ငန်းမှာလုပ်ငန်းအသစ်တစ်ခု စားဖို့အတွက်ကိုအဲယင်းနှိမ့်မြုံနယ်လိုက်တယ်။ It's in terms of money ဖြစ်ခြင်းဖြစ်မယ်၊ငွေကြေးဖြစ်မယ်၊ကိုယ့်ရဲ့လုပ်အားလည်းဖြစ်ခြင်းဖြစ်မယ်။အဲ့လိုယင်းနှိမ့်မြုံနယ်ဒါလေးတွေကအထမြောက်လိမ့်မယ်၊အဆင်ပြေလိမ့်မယ်။နော် ဒီတပတ်တာကာလာဒီမှာကိုလှုပ်လိုက်တဲ့ကိစ္စတခုဘာပဲဖြစ်ဖြစ်လူတွေအတိမတ်အတိမတ်ပြူတာမျိုးတို့ကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့ value ကို မြင်လာတာမျိုးတွေဖြစ်လိမ့်မယ်။အော် तू ကတော်ပါလားအော် तू ကတက်ပါလားအော် तू ကတိပါလား तू ကမစိုးပဲအဲဒီလိုမျိုးပေါ့နော်အဲ့လိုမျိုးချီးကျူးခံရမယ့်စကားလေးတွေကြားဖို့ရှိတယ်နော်အဲ့တော့ဆောင်ွက်ကြီးတွင်းမှုရှိတွင်းလိုက်ပတ်စံ investable ရှိရင်ညီညွတ်နိုင်မှု စဉ်းစားထားတယ်ဆိုရင်လုတ်တဲ့နဲ့စတဲ့နဲ့ကာလဒီဒီ window period ကဒီ November 1 to 6ကတော့လေအဲ့လို investment တွေလုပ်လို့ကောင်းတယ်ပေါ့နော်ကိုယ်စိတ်ထဲမှာစိတ်ကူးထားရဆိုရင်လုတ်တဲ့နဲ့လို့လေယူရတော့ generally မြင်တယ်ပေါ့နော် so ဒါ valkyrie အတွက် message ဖြစ်တယ် good luck with your investment all right next libra အဲ့တော့ libra samurai scene အကျုံးဝင်မယ်

စိတ်ပျော်ရွှင်ရမယ့်ရတဲ့တစ်ပတ်ဖြစ်တယ်ပေါ့နော်အဲကိုယ့်ရဲ့အထက်အရာရှိကြောင်းတော်လောက်အောင်တချို့ကြကိုယ့်ရဲ့အကူဖခင်ကိုယ့်ရဲ့အလုပ်ရှင်အဲဒီလိုမျိုးတွေလူတွေကြောင်းမို့လို့ဒီလိုလူမျိုးတွေရဲ့အကူအညီတွေချီးမွမ်းမှုတွေနောက်ွယ်ရနေ support လုပ်ဖို့လုပ်ပေးမှုတွေကြောင်းမို့လို့ပေါ့နော် Libra ရဲ့အတွက်ကအဲပျော်ရွှင်ရတယ်နော်စိတ်ကြည်နေရတဲ့ ရတဲ့တပတ်ဖြစ်လိမ့်မယ်တဲ့နော်ဒီတပတ်ကတော့ဟိုဘာပဲလှုပ်လှုပ်ကို့အတွက်ကပျော်စရာကောင်းနေတာမျိုးပေါ့နော်အဲအဲ့လိုသဘောလေးတွေ့ရတယ်နောက်တစ်ခုကအဲ့နည်းနည်းစိတ်ထားတက်လာတဲ့သဘောလေးတွေ့ရတယ်အဲ့ခါတိုင်းဆိုလီဘရာရဲ့တိတ်ဆိတ်ရှုံးမခံကျင်ဘူးဒေရိုးတွေစော်ပြစ်လိုက်တာမျိုးတွေရှိရဆလို့ရှိရင်အခုကျတော့ you just enjoy being yourself ပေါ့နော်လက်ရှိမှာဖြစ်တည်နေရကိုယ့်ရဲ့ဖြစ်တည်မှုလေးကိုပဲ enjoy ဖြစ်သွားတာသဘောကျသွားတာအစဉ်ပြေသွားတာလက်ခံသွားတာဒီလိုမျိုးလေးတွေဖြစ်မှာ โอเคအဲ့တော့စိတ်ပိုင်းဆိုင်ရာ mentality ဘိုင်းမှာလည်းအာမြင့်ကျက်လာတာပေါ့နော် mature ဖြစ်မဲ့ရတဲ့တပတ်ဖြစ်လိမ့်မယ်လို့ Libra ကိုဒီကိုမှန်းပါတယ်โอเค so i wish you all the best Libra Scorpio ကြည့်မယ်เนาะအဲ့တော့ Samurai Rising အကျုံဝင်မယ် November 10ရက်နေ့ကနေ10ရက်နေ့ထိ Scorpio လေးရဲ့ energy ကြည့်မယ် Lot mm, seven energy, dynamic energy, dynamic number good to it on yale, dynamic mapship and a pain at the body to yale. Liberty, sorry, Scorpio. Oh. လီဘရာစိတ်ဆွဲရနေ sorry scott 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 scorpio ရေစိတ်တီထွေစိတ်တီများစိတ်တီရှုပ်ဝါမရတဲ့တဲ့ပဲဖြစ်တယ်လှုပ်ချင်တာကြီးများပြီးတော့ဘာလှုပ်လို့လောက်ရမလဲမသိအဆရှာမီးရဖြစ်တာမျိုးအာကိုကလှုပ်ချင်တာပဲသိရဒီဒီအရာကိုပဲကိုကဥမာပစ္စည်းတစ်ခုဆိုလဲ item တစ်ခုဆိုလဲဒါကိုပဲဝေချင်နေဒါပေမဲ့အာရွေးချယ်စရာကြီးများပြီးတော့ကို့အတွက်ကဘာလှုပ်လို့လောက်ရမလဲမသိဖြစ်တာမျိုးပေါ့နော် and then အာတချို့ Scorpio ဆိုလို့ရှိရင်အလုပ်ထဲမှာအတိုက်ခံလေးတွေ complaints တွေဖြေရှင်းရတာမျိုးကြောင့်စိတ်ရှုပ်ထွေးရတာဘယ်ကနေဘယ်လိုပြဿနာကိုစပြီးတော့ဖြေရှင်းကင်တွေ့ရမလဲဆိုတာမသိတာလမ်းပြောက်သွားတာမျိုးတွေဖြစ်တတ်တယ်။เนาะကိုယ်စိတ်ရှုပ်အောင်လာလုံးမဲ့အဲ complaints တွေပေါ့เนาะကိုယ်စိတ်ရှုပ်အောင်လာလုံးမဲ့ပတ်စီပတ်စီပြောတဲ့ဟာမျိုးတွေဖြစ်နိုင်တယ်။เนาะဒါ Scorpio ရဲ့အထွတ် energy even ဘယ်လိုဟာမျိုးလဲဆိုမှ supermarket မှာ ဈေးဝယ်ရဆိုလို့ရှိရင်တော့မှနော်ဥမာဒီအာထားပါတော့ကွာဒါဒါဟင်းကမ်းမုံတစ်ခုဝယ်ရဆိုအဲဟင်းကမ်းမုံလည်းဒီတစိမ့်ဝယ်ရမဟုတ်တစိမ့်ဝယ်ရမဟုတ်တစိမ့်ကလည်းကောင်းလို့ဒီတစိမ့်ကကောင်းတယ်လို့ဒီပစ္စည်းလေးတစ်ခုပဲဝယ်တာကိုပဲတိုင်ပတ်နေရသေးရမလား items ၅ခုလောက်ရှိနေ items ၅ခုမှာဘာဝယ်လို့ဝယ်ရမလဲမသိဘူးဖြစ်တယ်စိတ်တရားလည်းရှုပ်နေတယ် လိုပါလဲလိုချင်တယ်လိုလဲလိုအပ်နေရဲ့အဲအဲ့လိုပုံစံမျိုးတွေဖြစ်တာပေါ့နော်အဲ့ဒါလိုက်နေတာအလုပ်ထဲမှာတွေမဟုတ်ဘူးပေါ့နော်ခုနပြဿနာအစားဘေးကစပြီးတော့ဖြည့်ရှင်းရမလဲမသိဘူးဆိုပြီးဖြစ်နေတယ်လို့ဒီပစ္စည်းလေးအသေးသေးမွမွလေး daily routines မှာ item စီးတွေဝေယူတာ item စီးတွေရွေးချယ်တာအစစိတ်ရှုပ်ရတာမျိုးပေါ့နော်နည်းနည်းတော့ဖြစ်တတ်တယ်ကြက်လေးတွေပေါ့နော် maybe um mercury retrograde yet ဒါ pre shadow ပေါ့နော် shadow period ရဲ့ effect လာနေလို့လာတော့မသိဘူးပေါ့နော် so scorpio တွေဂယူဆိုင်ပါ okay တတီချာချာနှစ်ခါသုံးခါလေးခါငါးခါစဉ်းစားပြီးတော့မှပဲရွေးချယ်ပါဝယ်ယူပါစဉ်းစားဆုံးဖြတ်ပါเนาะ okay all right next sign your sagittarius samurai rising ကျောင်းဝင်မယ် အဲ့တော့ search data energy ကြည့်ကြမယ်အဲ့တော့ november 10ရက်နေ့ကနေ10ရက်နေ့ထိ what's gonna be your week okay mm hmm sagittarius ဒီဒီတပတ်တာကာလအတွင်းမှာအရန် push ဖြစ်နေရပါတော့เนาะစိတ်ဒီ low စိတ်ဒီမြင်းအနေနဲ့ လှုပ်ကျင်နာရီများနေရအဆုံးဖြစ်ချက်တွေအမြဲချပြစ်လိုက်ခြင်းနဲ့ထွက်သွားပြစ်လိုက်ခြင်းနဲ့ဟိုမှာခုနအဖွဲဆံမွဲဖြီးတဲ့အဖွဲဆိုလို့ရှိရင်အခုပဲဖြီးပလိုက်တော့မယ်ငါမစောင့်ကျင်တော့ဘူးအဲ့လိုစိတ်တွေမြန်နေတတ်တယ်ပေါ့နော်အဲဒါမဲ့အဆင်ပြေမလားဆိုတော့ပြီးတော့ပြီတချို့အရာလေးတွေကကြောင့်မြင်းမြင်းဆင်းဆင်းဆောင်ရွက်လိုက်တော့မှအဆင်ပြေသွားတာမြင်းမြင်းဆင်းဆင်းဆုံးဖြတ်ချက်ချလိုက်တော့မှဒီ opportunities ကိုလာတဲ့အခွင့်အရေးကိုအမိအရစောက်ကင်မိလိုက်တာမျိုးတွေဖြစ်တတ်တော့ အာနည်းနည်းတော့စိတ်မြန်လက်မြန်ဖြစ်နေမယ့်ရသက်တပတ်ဖြစ်တဲ့တစ်ခုပဲလီကိုတတိပေးကျင်တာ Sagittarius ဒီကားတွေဘာတွေမောင်းတာယင်းတွေဘာတွေမောင်းတာတတိထား minor accident တွေဖြစ်တတ်တယ်ပုတ်တိုက်မှုလေးတွေဘာလေးပေါ့နော် လူထိခိုက်ဖြစ်တဲ့ဟာမျိုးတွေအဲ့လိုမျိုးတွေတော့လီကိုအာရုံမှာမရဘူးသို့တော်ညာလေကိုယ့်ရဲ့စိတ် impulsive ဖြစ်မှုတွေလောနေမှုတွေကြောင့်မို့လို့ဖြစ်တတ်တယ်အဲ့တော့ any kind of vehicles car မှမဟုတ်ဘူး motorcycle လည်းပါတယ်ဆက်ဘင်းလည်းပါတယ် site တွေလည်းပါတယ် site car လည်းပါတယ်เนาะအဲ့ဒါလေးတစ်ခုပဲတတိထပြပါ sagittarius ရေ okay all right next sign capricorn summarizing နဲ့ like ကြည့်ပါအဲ့တော့ november 10ရက်နေ့ကနေ 6ရက်နေ့ထိ energy လေးကိုကြည့်မယ်အဲ့တော့ capricorn Capricorn ကအလောက်ไก่เนี่ยပတ်သက်ပြီးတော့တော့ကောင်မိတ်ဆွေအစ်စ်တီတိုးပွားလာတာမျိုးတွေဖြစ်တတ်တယ်မိတ်ဆွေကောင်းတွေရောက်လာတတ်တယ်ကိုအနာ ਉਹ နောက်တစ်ခုကကြာတချို့ Capricorn နေဆိုလို့ရှိရင် get together ပေါ့เนาะ fan time ပေါ့เนาะမစုံပြစ်တာကြာပြီးပြည့်တငယ်ချင်းနေနဲ့ပြန်ဆုံတွေ့ရတာမျိုးတို့เนาะ gathering လောက်တာမျိုးလေးတွေဒါမျိုးတွေကြောင့်မို့ quest shape ကပြန်ပျော်လာအင်းတပတ်တည်းကဆိုစိတ်ဒီ PC timeline နေရဆိုလို့ရှိရင်အဲ့တပတ်တာကလည်းခုနပြောသလိုပေါ့เนาะ gathering လို့မျိုးပဲအဲ့လို စားပွဲတောက်ပွဲအဲဒင်နာပွဲတခုခုအဖိတ်ခံရလို့ကိုကသွားလိုက်ရတယ်စိတ်ပြန်ပျော်သွားတယ်အဆင်ပြေသွားတယ်ဝိုင်လေးပါလေးတောက်လိုက်ရလို့ဟောလုံးဝနေလို့ထိုင်လို့ကောင်းသွားတယ်အဲ့လိုမျိုးလေးဖြစ်တတ်တယ် anyway အဲ့လို plan မျိုးတွေမလာဘူးဆိုတော့ကိုကိုရန်က try ပြီးတော့တကယ်ချင်းနေနဲ့ချိန်းတာမျိုးတို့ခုနပြောသလို dinner ပွဲတွေပါအပြင်မှာထွက်ပြီးတော့ eat out လုပ်တာပေါ့နော် dining out လောက်တာပေါ့ကိုယ့်ရဲ့အိမ်မှာပဲချက်ပြုတ်စားတောက်တာမျိုးပဲနဲ့အပြင်လေးထွက်စားတာမျိုးလေးလုပ်တင်နေပေါ့เนาะ so to amuse yourself ပေါ့เนาะစိတ်ကိုပျော်ဖို့အတွက်ကိုအဲ့တော့ connection ခေါင်းလေးတွေရှိရအောင်တွေ့ရတယ်။ဘာနဲ့ဆက်ဆက်ပြီးရောလဲဆိုတော့ mix sweet ခေါင်းနေနဲ့ပတ်သက်ပြီးရော mix sweet အစ်တ mix sweet ခေါင်းနေနဲ့ပတ်သက်ပြီးရောပေါ့เนาะ connection ခေါင်းကြီးရဖို့ရှိပါတယ်။ so ဒါ capricorn ရဲ့ year တစ်ပတ်ဖြစ်ပါတယ် wish you all the best all right next sign aquarius အဲ့တော့ Samsung Rising နဲ့နားထောင်ပါ November 10ရက်နေ့ကနေ10ရက်နေ့ထိ energy လေးကြည့်လိုက်မယ်เนาะ Aquarius Thank you so much อืม Aquarius ဒီတစ်ပတ်ကာလအတွင်းမှာတဲ့เนาะလှုပ်ဝက်လှုပ်ဆောင်တဲ့ကိစ္စမှန်သမျှ အဆင်ပြေတတ်တယ်လှုပ်ဝက်လုံးဆောင်နေမှန်းတယ်သူများကအသိမပြောဘဲနဲ့ကိုယ့်ဘာနဲ့ကိုယ်တကူရဲ့ချိန်ပြီးတော့အစီအစဉ်နေဆွဲပြီးတော့ဘယ်အလုံးမဆိုလုံးမယ်ဆိုအဆင်ပြေတတ်တယ်ပြောလိုက်ရင်ပြတ်တတ်တယ်နောက်တစ်ခုကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့လောက any kind of area နော်ကျမ်းမာရေးပညာရေးဘယ်နဲ့ပယ်မျိုးမဆိုမှာလူတခုမြင်လာတွေ့ဆရာတုဆရာရောင်နေနဲ့တွေ့ရတယ်ကျမ်းမာရေးဆိုလို့ရှိရင်လည်းအမကတော့ဘိုးတော့အတူတွေပါ something like that ပေါ့ကွာကျမ်းမာရေးမှာမဟုတ် spiritual နဲ့ပတ်သက်ပြီးတော့လည်းဖြစ်နိုင်တယ် ဒါလေးလောက်ပါလားကို့လိန်စားတာပေါ့နော်ကို့ကိုလှည့်ပြတာပေါ့ဒီယောဂတက်တောင်လှုပ်ပြီးမယ်ဒီဟာလေးတောက်ဒီဟာလေးဝဲอืมအဲ့လိုအတုအယောင်ဆရာသမားကြီး ਨੇ တွေ့တတ်တယ်အလိန်ခံရတတ်တယ်သတိထားတတိယကိုကတော့ကိုကိုအစီအစဉ်တွေကိုကကိုလှုပ်ဝက်ကိုရဲ့ဝေဒနာတွေကိုရဲ့ဒုက္ခဒုက္ခတွေကိုလှုပ်ဝက်ထားပြီးတော့နင်းနေတယ်ဒါပေမဲ့ဒီလိုပုံကိုတွေ့တဲ့အခါကျရုံကြည်လိုက်ပြီးတော့ကိုရဲ့အတွင်းကြီးတွေကိုပြောမိလိုက်တယ်ကိုရဲ့ဝေဒနာတွေသူကုပေးမလားမသိဆိုပြီးပြောလိုက်ထုတ်ပြောလိုက်တယ် အလင်ခံလိုက်ရတယ်အဲ့လိုမျိုးလေးကြီးဖြစ်တတ်တယ်အဲ့တော့ aquarius ရဲ့တတိထားအာညံနဲ့ရှင်ပြီးတော့အရာရာကိုဆုံးဖြတ်ပါ တိုင်းတာပါ လွယ်လွယ်မယုံပါနဲ့ကိုယ့်ရဲ့ plan စီကိုလည်းကိုယ့်ရဲ့ရင်ပတ်တဲ့ကိုယ့်ရဲ့စိတ်ထဲမှာပဲသိမ်းဆည်းထားပါ ထုံမပြောပါနဲ့ဦးနော်ဆက်တာ aquarius ရဲ့အတွက် advice ဖြစ်တယ် good luck all right the last sign Pisces ကိုကြည့်ပါမယ် Sun Moon Rising အကျုံးဝင်မယ် Pisces ဒီလာမဲ့ November တရနေ့ရနေ့ရှိရနေ့ ठी energy လေးဘယ်လိုဖြစ်မလဲ Pisces အလုံးကိုင်းနဲ့ပတ်သက်ပြီးတော့ Pisces ဒီ meeting တဲ့ရဆိုစိတ်ညစ်ရပြီ နော် meeting တက်ရည်ဆိုရင်ဟိုလိုရတဲ့ဒါဖြစ်ချင်တရားဒါဖြစ်ကိုကဒါဖြစ်ချင်တယ်ဘာမှပြောလို့မရတဲ့အနေအထားမျိုးပေါ့နော်ဒီတပတ်တာကာလအတွင်းမှာမူကျွင်းနေအများကြီးဖြစ်တတ်တယ်စိတ်ကတက်လွယ်ကြလွယ်တစ်ခါကြလည်းအရန်နေရည်ချင်တစ်ခါကြလည်းအရန်နေငိုချင်နေတယ်အရန်ကို down နေတယ် depression ရတယ်လို့ဖြစ်ရင်တစ်ခါကြလည်း manic ပေါ့နော်အရန်နေကြွအဲ့လိုမျိုးစိတ်မငြိမ်မသက်ဖြစ်တာမျိုးလေးတွေဖြစ်တတ်ပါတယ်တဲ့နော် ခါချခုနပြောလို့အလုပ်ထဲမှာမီတင်ခေါ်ပြီးဆိုအာ Skype ကောက်ခေါ်ပြီးဆိုစိတ်တွေအညစ်လာပြီเนาะအာတယောက်တစ်ပေါက်တွေပြောပြီးရောဘလို့မှဒီပြဿနာဖြေရှင်းလို့မရညှိနှိုင်းလို့မရ Okay ပြီးသွားပြီအလုပ်တွေလည်းအားလုံးပြီးသွားပြီမညနေ၄နာရီထိုးသွားပြီအကုန်အိမ်ပြန်ချိန်ရောက်ပြီဆိုရင်တောင်မှကိုယ့်ရဲ့စိတ်မာလीကိုအိမ်ပြန်တဲ့လမ်းမှာကိုအိမ်ရောက်နေတဲ့အချိန်မှာတော့မှအဲ့ဒီခရက်တွေအဲ့ဒီလှိုင်းတွေကကို့မှာထားနေတော့မယ်ဟောလောက်ရလေချင်းပေါ့နော်ဟောဆိုပြီးတော့စိတ်ထဲမှာအဲ့ လှိုင်းထားနေတော့ပြီးသွားပြီเนาะ the meeting is over but you are not over meeting ကပြီးသွားကိုကမပြီးသေးဘူးအဲ့မှာလှိုင်းနေထားနေအဲအဲ့လိုမျိုးဖြစ်မှာအဲ့တော့မုတ်ချွေးနေလာတက်တယ်အတူတူအမျိုးသမီးကြီးဆိုတတိထားပေါ့เนาะ hormonal changes လေးတွေကြောင့်မို့လို့ပေါ့เนาะဒါ period တို့ဘာလို့ menstruation တို့ဘာလို့ဘာလာပြီးတော့ထိခိုက်တာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါလေးတခုတတိထားပါเนาะ okay meeting တို့ဘာလို့ကတော့မပြော မပြောလက်တက်ရမှာပဲလေအလုပ်ဆိုတဲ့အခါကျတော့ just face it ပေါ့နော် it's just a matter of week နော်တပတ်တာပဲ okay all right good luck pisces all right that's it for this week okay အော်လေခုတင်ဆက်ပေးသွားသည်အဲ november 10ရက်နေ့နေ့ရှိရနေ့ဒီရာသီဘွားတပတ်တာသတင်းစကား reading မျိုးစာတွေဖြစ်ပါတယ်အားလုံး enjoy ဖြစ်မယ်အားလုံး ਨੇ resonate ဖြစ်မယ်လို့လို့ယုံကြည်ပါတယ်ထုံးစံတိုင်းပေါ့နော်လေဒီ video clip လေးကိုလေ youtube channel လေးမှာ facebook page မှာပါ လီယိုတင်ဆက်ပေးမှာဖြစ်ပါတယ်လီယိုကိုချစ်ခင်နှင်သက်တဲ့ support လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့လီယိုရဲ့ YouTube channel လေးဖြစ်တဲ့ Soul of Leo ထဲရော YouTube channel လေးကိုလည်း subscribe လုပ်ထားကြဖို့မိပါနဲ့နော် All right လီယိုနဲ့ personal consultation ကြီးကြီးအကိစ္စနဲ့ပတ်သက်ပြီးတော့မင်းမြန်ဆွေးနွေးလို့ရတယ်ဆိုလို့ရှိရင်တော့လီယိုစီမှာ bonus package ရှိပါတယ်အလောက်ကန်ကိစ္စငွေကြီးကိစ္စစီးပွားရေးကိစ္စနဲ့နိုင်ငံခြားတွင်းကိစ္စနဲ့ပတ်သက်ပြီးတော့ consultation ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Leo C မှာ wall package ရှိပါတယ် မီယူကဒီ tarot card စီ oracle card စီ spiritual tools တွေနဲ့ပဲ fortune reading လုပ်တာမဟုတ်ဘူးနက္ခတ္တဗေဒပညာရိပ်ကိုအသုံးချပြီးတော့မိဘဝနေထိုင်နေလမ်းကြောင်း soul mission blueprint ကို mapping ချပြီးတဲ့ package soul mission package ဆိုရလေးလည်းရှိပါတယ်ဒါကတော့မွေးဖွားခြင်းအတိအကျသိရှိဖို့လိုအပ်ပါတယ် waiting time လေးတော့အနည်းငယ်ကြာတတ်ပါတယ် ီယိုသရက်ပစ်ဖြစ်တဲ့တကြောင်မလို့ psychology နဲ့ပတ်သက်ပြီးတော့ counseling နေလဲလုပ်ပါတယ်ဒီလိုနဲ့ counseling section ပေါ့နော်စိတ်တန်ရာတွေလွှတ်ချခြင်းနဲ့စိတ်တကားပေါက်တွေဖွင့်ခြင်းနဲ့မိမိရဲ့စိတ်တန်ရာတွေကဘာတွေလဲဘာတွေဖြစ်နေရတယ်ဘာတွေလို့လိုအပ်တာလဲဆိုတဲ့အားအဖြေတွေကိုသိခြင်းနဲ့ဆိုလို့ရှိရင်တော့လီယိုနဲ့အဲ့ချက်တဲ့ပေါ့ဒေါက်တာလီယိုဆိုတဲ့ therapy session နေ့မှာလာရောက်ဆွေးနွေးလို့ရပါတယ်လီယိုက spiritual counselor ဖြစ်တဲ့အတွက်ကြောင့်မို့လို့ message နဲ့စာထိုက်ရိုက်ပြီးတော့ဟောပေးလေး မရှိပါဘူး audio call video call consultation only ပဲလုပ်ပါတယ်လီယိုနဲ့ booking appointment လေးယူခြင်းနဲ့ဆိုလို့ရှိရင်လီယို Facebook page messenger chat box တစ်စီစုံစမ်းပြီးမြန်ပြီးတော့ booking appointment လေးယူလို့ရပါတယ်ယနေ့တက်တီ equity အပင်းနေကြတဲ့ American ပြည်သက်တယောက်ချင်းစီ client တယောက်ချင်းစီ subscriber တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနဲ့ပဲလီယိုဒီတစ်ပတ်အတွက် video လေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်မယ်နော်နောက်တစ်ပတ်ဒီမှာထပ်တွေ့ကြမယ် have a nice day to you all take care and bye bye